တခါသုံး copy ကွက်တွေပေါ်မှာရွှေတကုံဖျားပုံကိုထည့်သွင်းပြုလုပ်မိခဲ့တာကြောင့်ဝေဖန်ခံနေရတဲ့အမြန်လန်းကရွှေပလင်စားတော့ဆိုင်အားလုံးမင်္ဂလာပါရှင်ဆယ်လီတိုင်းနျူပေးကနေပြန်လေကကြိုဆိုလိုက်ပါရီရွှေတကုံစီရီကဗုဒ္ဓဘာသာဝင်တို့တွေအထွတ်မြတ်ထားရစီရီဖြစ်ပါရီဒါပေမဲ့တခါသုံး copy ကွက်ပေါ်မှာရွှေတကုံဖျားစီရီပုံစံကိုရှိုင်းနေပြီးတော့ရောင်းချနေတာကြောင့် ရန်ကုန်မန္တလေးအမြန်လန်ကစားသောက်ဆိုင်တဆိုင်ကတောင်းပန်ခဲ့ရပါသည်။ SI ကတခါတုံးကော်ဖီကွက်တီမှာရွှေတကုံဖျားပုံကိုရိုက်နေထားပြီးတော့တခါတုံးကော်ဖီကွက်ဖြစ်တာကြောင့်တောက်ပင်ရဲ့အမိုက်ပုံးလေးကိုရောက်မှဖြစ်တဲ့အကြောင်းကိုထောက်ပြခဲ့သူတယောက်ရှိခဲ့ပါသည်။ ရွှေဒဂုံစေတီကကော်ဖီကွက်ပေါ်မှာဒီဇိုင်းဆွဲစီရမဟုတ်တာကြောင့်မင်းရသူတွေကလည်းစိတ်မကောင်းဖြစ်ခဲ့ကြပါရီ။ဆရာတော်တပါးကအမြန်လန်းပေါ်ကရွှေပလင်ဆိုင်ကတစ်ခါသုံးကော်ဖီကွက်အကြောင်းကိုဆိုရှယ်မီဒီယာမှာတင်လိုက်ရကနေဒီကိစ္စကပြန့်နှံ့သွားခဲ့ပါရီ။ဗုဒ္ဓဘာသာဝင်တို့အလေးမြတ်ထားတဲ့ရွှေဒဂုံစေတီပုံတူဟာတစ်ခါသုံးကော်ဖီကွက်မှာလှဆင်မှုမဟုတ်တာကြောင့်ဝေဖန်မှုတွေရှိခဲ့ပြီးဆိုင်ကမတုံ့ရသေးတဲ့ကော်ဖီကွက်တွေကိုသက်ဆိုင်ရာကလာသိမ်းသွားကြပါရီ။တစ်ခါသုံးကော်ဖီကွက်တွေမှာရွှေဒဂုံစေတီပုံကိုရှိုင်းနေတာကဘာသာတရားကိုမလေးစားရကြတယ်ဆိုတဲ့ဝေဖန် ်မှုတွေ ထပ်ပေါ်လာခဲ့ပါတယ်။တခါသော copy ကွဲဖြစ်လို့သုံးပြီးရင်အမှိုက်ပုံးပြင်အခြားနေရာကိုလည်းရောက်သွားနိုင်ပြီးဒီကိစ္စက ခွင့်လွှတ်စရာမဟုတ်ဘူးလို့ပြောကြပါတယ်။အချို့တွေကတော့ copy ကလောက်ကိုအကဲမဆက်သင့်မင်းဒီဇိုင်းကို twin ဖောက်တာဖြစ်လို့ချီကျူးတဲ့သူတွေလည်းရှိပါသေးတယ်။အမြင်မျိုးမျိုးနဲ့ဝေဖန်ကြတဲ့နောက်မှာတော့ဒီစားတော့ဆိုင်ဘက်ကတမင်ရွယ်ချက်ရှိရှိနဲ့တစ်ခါသုံး copy ကွက်တွေမှာ ရွှေရကုံစရီပုံကိုရိုင်းနေတာလားဆိုပြီးတော့မိကုန်ထုတ်ခဲ့ကြပါရီရွှေပလင်စားတောက်ဆိုင်မိသားစုကတော့ဒီလိုသုံးခွက်တွေကိုဆိုင်မသုံးပြမိရာကြောင့် CR ကိုတောင်းပန်လျှောက်ထားခဲ့ပါရီဆိုင်ပိုင်ရှင်ကဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီးဘာသာတရားကိုလည်းကန့်ဆိုင်သူတယောက်ပါဒီခွက်တွေကိုတည်တံ့အော်ရာမှာခဲ့တာမဟုတ်ဘဲစိတ်ယုံကနေထွက်ပြီးသားခွက်တွေကိုဝေထားတာဖြစ်ပါရီ ဆက်ရုံမှာဒီလိုပုံစံတူခွက်ပေါင်းများစွာရှိပြီးတော့စားတော့ဆိုင်ကသတိမထားမိပဲနဲ့ဝေလိုက်မိပါရီအချားဆိုင်တွေမှာလည်းရွှေတကုံစေဒီကိုခွက်ပေါ်မှာပေါင်းနေထားတဲ့တစ်ခါသုံးခွက်တွေကိုအသုံးပြုနေကြပါရီဒါပေမဲ့ဒီဆိုင်ကိုလာတော့ကဖုံဖုံတပါကကော်ဖီခွက်ပုံစံကိုတင်လိုက်ရာကနေလူတီများသွားခဲ့တာဖြစ်ပါရီစားတော့ဆိုင်ဘက်ကတော့တမင်ရှိရဲ့ကျဲရှိရှိလောက်တာမဟုတ်ပဲဆီယော်ရီထမတောင်းမှန်ပြီးတော့နောက်ပိုင်းမှလည်းဂီယူတဆိုင်လှူဆောင်သွားမှာဖြစ်ပါရီ ။လွန်ခဲ့တဲ့ရက်ပိုင်းကလည်းတိလရှင်ဝတ်စုံကိုလူဝတ်ကြောင်နဲ့ဝတ်ပြပြီးရောင်းချခဲ့တဲ့မန်လေးကသင်္ကန်းတိုက်ကလည်းလူပြောများခဲ့ပါရီ။သင်္ကန်းတိုက်ကအမျိုးသမီးတွေကတိလရှင်ဝတ်စုံကိုရောင်းအားကောင်းအောင်ကိုပေါ်မှာဝတ်ဆင်ပြခဲ့ပြီးယောဂီတစ်ပတ်ကိုပါပခုံးပေါ်မှာတင်ထားခဲ့ပါရီ။တိလရှင်ဝတ်စုံကိုစိုက်သိစေဖို့အတွက်ဝတ်ပြခဲ့တာဖြစ်ပြီးတိလရှင်မုံပင်စပင်းနေချကဝတ်ပြခဲ့တာကြောင့်ဆီယာတော်ရီနဲ့တိလရှင်ဆီယာလေးတွေကိုဝင်းချတောင်းပန်ခဲ့ရပါသေးတယ်။ တိလာရှင်ဝတ်စုံကိုကိုယ်တိုင်ဝတ်ပြီးတော့ရောင်းမိခဲ့တဲ့ကိစ္စပေါ်ပေါက်လာပြီးနောက်မှာတော့တခါသုံးခွက်တွေပေါ်မှာရွှေတကုံစေတီပုံရိုင်းနေထားတဲ့ကိစ္စကနမိတ်ကြီးလာခဲ့တာပါဒါပေမဲ့ဒီခွက်တွေကိုထုတ်လုပ်တဲ့သူတွေကိုရေးယူခြင်းရှိမရှိတော့မသိရသေးပါဘူးတခါသုံး copy ခွက်တွေပေါ်မှာဗုဒ္ဓဘာသာတော်လေးမြတ်ထားပြီးရွှေတကုံစေတီပုံကိုရိုင်းနေပြီးတော့ရောင်းချနေတဲ့ကိစ္စပေါ်ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်